ခင်မြတ်ပညာကနေလှိုင်းတရားကိုပြေးဆွဲနေတဲ့ရှင်လိုင်း20မှာရှင်စီကပုံသေး300ချက်ကောက်ခံမှုရှိနေခဲ့ပါတယ်။ Omni Focus Company ကတရုတ်နိုင်ငံထုတ် Photon ကားအစ်စ်တွေနဲ့စတင်ပြေးဆွဲတဲ့နေ့ဖြစ်တဲ့25ရက်နေ့မှာကောက်ခံခဲ့တာပါ။ဒီလိုကားအစ်စ်တွေနဲ့ပြောင်းလဲပြေးဆွဲတဲ့နေ့မှာပဲပုံသေး300ချက်ဆိုပြီးရှင်စီကပေးဆောင်ရတဲ့ပတ်စံပုံးမှာစာရွက်နဲ့ပုံသေး300ချက်လိုကတ်ထားခဲ့တာပါ။ဒါပေမဲ့အဲ့လိုပုံသေး300ချက်ကတ်တာဟာကားအစ်စ်ပြေးဆွဲတဲ့ပထမဆုံးနေ့မှာသာဖြစ်ပြီးအခုကစပြီးလမ်းမိုင်းလိုက်ကောက်ခံသွားမှဖြစ်တယ်လို့ Omnifocus ကတာဝန်ရှိသူတူကပြောပါတယ်။အဆအဆို့ညီတို့အရင်ကားအဆုတ်လေးစီးပဲဆိုရင်ညီတို့300ပဲနော်300ပဲကြာပါတယ်။အခုကျွန်တော်တို့ကားတွေကဒါအစ်စ်ဗျာလုံးဝ2017ကို March လအပိုင်းမှာထုတ်တယ်မော်ဒယ်ကြီး။ကျွန်တော်တို့ air con အမြဲတမ်းဖွင့်ပေးတော့ပါတယ်။ customer service ကတော့ကျွန်တော်တို့စိတ်ချပါချားရမယ်မတူစီရပါဘူးဒီလိုမျိုးဒီပြဿနာတွေကိုကျွန်တော်နားလည်ပါတယ်ကျွန်တော်တို့အခုကစဆွဲတာဆိုတော့လေကျွန်တော်ဒီကောင်တွေကိုစပြီးတော့လမ်းကြောင်းပေါ်ရောက်ဖို့ ကျွန်တော်လုလုလုရတဲ့အချိန်ရဗျာ9ရက်လောက်ပဲရှိအဲ့ဒါကျွန်တော်ကအမြန်ဆုံးလုပ်တာပေါ့နော်ဒီအတွက်အကေဟိုဟာစီးနင်းနေသူတွေအနေနဲ့ခက်ခဲဖြစ်သွားရင်တောင်းပန်ပါတယ်ကျွန်တော်အခုဒီနေ့ကစပြီးလမ်းပိုင်းနဲ့တတ်မှတ်လိုက်ပါပြီနောက်ပိုင်း smart gas system ကျွန်တော်သုံးပါမယ်လမ်းပိုင်းလိုက်ကောက်ခဲ့မှာခင်မြတ်ပန်းရံကနေတိမ်ပြူတိမျိုးရင်းတရာချက်နဲ့ပုံမှန်ခီးစဉ်အတွက်200ချက်ခီးစဉ်အစဆုံးအတွက်300ချက်ကောက်ခံသွားမှာဖြစ်ပါတယ်ရှင်စီကပုံသေး300ချက်ကောက်ခံခဲ့တဲ့ပုံအရေးယူမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးတည်ယူပို့ဆောင်မှုကြီးကြပ်ကူကဲမှုအနာပိုင်ဖွဲ့ကဒေါက်တာမအောင်ကပြောပါတယ်။အစီအစဉ်ရဲ့မူလလမ်းကြောင်းကမူလလမ်းကြောင်းကလက္ခဏာပြောမှဆိုရင်ဟိုပိတ်လို့ဖြစ်တယ်အဲ့ဒီဟာကဒီနေရာောက်တယ်ပြောတယ်။ဆိုတော့ဒီကိုပြန်ပတ်ရတယ်ဒီကိုပြန်ပတ်မပတ်ပါဖြစ်နေ။ဟိုဆန်းကိုကျွန်တော်မျိုးရင်းပတ်ထားဖြစ်နေတယ်လေသူကသိရပဲလေ။နော်ဟုတ်ပြီနော်အကြံဘွားကဟိုသူကဆက်သေးတာမနော်ဆက်သေးတာဆက်သေးတဲ့ဘောရှိတော့ကျွန်တော်တို့အဲ့ဒါကိုဒီနေ့ဟိုလည်းဟိုသူနည်း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 ကကျွန်တော်တို့ကတော့ဆက်ထားမှာပေါ့ကြောက်တယ် ါပေမဲ့လူတွေကလည်းအခုကပြောသလိုပေါ့ဗျာဘုံဘုံကပြောသလိုပေါ့ဟိုဖရက်ဖြန့်ရှင်းရတာဘာညာဆိုအခုကျွန်တော်ကအဲ့ဒီဟာကိုဈာန်ကိုဆက်ပေးတာပြောရအောင်ဟုတ်ပြီနော်ဈာန်ကိုဆက်ပေးလိုက်တာဟုတ်ပြီနော်ဒါပဲနော်ကုမ္ပဏီဘက်ကတော့ပရမအောင်ဆုံးနေဖြစ်လို့300ကျက်ကတ်မိတာဖြစ်တယ်လို့ပြောဆိုထားပြီး YRTA က Twin Mu Dr. Ma Aung ကတော့သခင်မြတ်ပန်းရှင်ကနေတိတ်ဖြူသည့်မျိုးရင်း100ကျက်ပါဝင်ပုံမှန်လမ်းကြောင်းတွေပါကောက်ကန်နာတာဖြစ်တယ်လို့ဆိုထားပါတယ်။မနီယာချိန်ဒီလိုင်တရားနေကြီးမနိုင်အထိကိုတော့300ကျက်ကောက်ကန်နေရတွေ့ခဲ့ရပါတယ်။ လိုင်းနံပါတ်20ဟာရင်ကတိမ်မြူကနေလှိုင်တရာတိကိုတောင်မွေမြေကုန်းကြီးမနိုင်တို့ကိုဖျက်ပြီးပြေးဆွဲနေရမှာလက်ရှိမှာတော့တခင်မြပန်းညံကနေတိမ်ဖြူတောင်မွေမြေကုန်းကြီးမနိုင်တို့ကိုဖျက်ပြီးပြေးဆွဲနေတာဖြစ်ပြီးခီးစဉ်အပိုင်းလိုက်တာကောက်ခံတော့မယ်လို့ပြောတာပါတယ်